ကျွန်တော်ဒီဧည့်သည်အယောက်30အဖွဲ့ဟာဟိုလူပနှစ်ယောက်ကိုမောင်လေးအလကားကျွေးလဲစာသမားစပယ်ယာဒရိုင်ဘာ3ယောက်ဖရီကျွေးပါတယ်ဆာဆိုင်ကထမင်းမကျွေးချင်တာမဟုတ်ဘူးเนาะ7စီးစာမှာလူ7ယောက်ဆိုတော့ကျွန်တော်အနေနဲ့ကကြတော့လေဟောအမအမကျွန်တော်ကိုအော်ဒါမှာတော့ကအမ expert ကားနဲ့လာမယ်လို့ပြောတယ်အဲ့တော့ကျွန်တော်ကလူ3ယောက်ပဲကျွန်တော်အမကိုကျွန်တော်ကဟို face ဟိုဖရီကျွေးမယ်လို့ကျွန်တော်ပြန်ပြောတယ်အဲ့တော့ဒီတော်တော်သမားတွေ7ယောက်ကိုကအမရဲ့ကျွန်တော်အနေနဲ့ အမားတို့ကိုလည်းကျွန်တော်ကဈေးလဲလျှော့ပေးထားရတယ်ဒီတော့တော့ဆက်တယောက်ကိုလည်းကျွန်တော်ကထမင်းကျွန်တော်ကကျွေးရအောင်မယ်ဆိုရင်အမကျွန်တော်စိုင်းနေနဲ့ကြဘလို့မှအဆင်မပြေနိုင်ဘူးဆိုတော့အဲ့ဒီအမကနေပြီးတော့ဟိုတဝက်လောက်တော့အမရှင်းပေးမယ်တဝက်တော့ငါမောင် ရှင်းလိုက်ပါဆိုပြီးကျွန်တော်ကိုပြောတယ်ကျွန်တော်က guide တွေအတွက်ကျွန်တော်ဧည့်သည်တော်တွေစီကကျွန်တော်ဆိုင်ပတ်ဆက်မယူဘဲနဲ့ကျွန်တော် free ကျွေးပေးပါတယ်ခင်ဗျပြီးရင်ကျွန်တော်အနေနဲ့ဟာလာအဲသူတို့ဒီဧည့်သည်လာပို့တဲ့အတွက်ကျွန်တော်ကတယောက်ကို900ကျပ်နှုန်းကျွန်တော်ပြန်ပေးပါတယ်ခင်ဗျဘာလို့လဲဆိုတော့ကျွန်တော်ဒီဧည့်သည်စီကနေပြီးတော့ကျွန်တော်ကဒီပတ်ဆက်ကိုကျွန်တော်ကဒီ guide အတွက်ကျွန်တော်ပတ်ဆက်ယူပြီးတော့ကျွန်တော်အဲ့လိုမျိုးဒီ guide တွေကိုပြန်ပေးတဲ့ system မျိုးကိုကျွန်တော်မလုပ်ပါဘူးကဲအားလုံးပဲကျွန်တော်အခုဒီစင်မပြေဘူးกว่าတဲ့ တော်တော်ဆက်တစည်းလာတာတဲ့ခေါ်မကြွေးတဲ့အပြင်ဧည့်သည်ကတဝက်ရှင်းပေးလိုက်ရတယ်ဟာဆိုတော့မှတ်ထားတယ်ဒီကုံကြီးကိုကျွန်တော်ဟို comment reply လေးပြန်ပေးတာပါအဓိကပြဿနာဘယ်အစားဖြစ်တာလဲဆိုတော့ဒီကုံကြီးတွေတော်တော်ဆက်တစည်းနည်းနည်းလာတဲ့ကျွန်တော်ဒီဧည့်သည်အယောက်30အဖွဲဟာကျွန်တော်ကိုလွန်ခဲ့တဲ့ဆယ်ရက်လောက်တုန်းကကျွန်တော်ဆိုင်ကိုဖုန်းဆက်ပြီးတော့ booking order မှတ်ထားပါတယ်အဲဆေးရုံဝင်2သိန်း ချပြီတော့ဗောနော်အဲမောင်လေးရေအမားတို့ဟလာမောင်လေးဆိုင်မှာထမင်းလာစားမယ်လူရောက်30ရှိတယ်အမားတို့ expert ကားနဲ့လာမှာအဲ့တော့မောင်လေးဟိုဟိုလူပနှယောက်ကိုမောင်လေးအလကားကြွေးလဲဆိုပြီးကျွန်တော်ကိုမေးထားပါတယ်အဲ့အချိန်မှာကျွန်တော်ကနေပြီးတော့အမားရေကျွန်တော် ကကားသမား spare driver 3ယောက်ကျွန်တော်ကအဲကျွန်တော်ဆိုင်ရာ free ကြွေးပါတယ်လို့ကျွန်တော်ပြောလိုက်ပါတယ်။ဟောဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင့်ဆိုပြီးတော့အဲနောက်ရက်လာလဲစားရောအဲ့ဒီဒီ order မှာတဲ့အမတွေက သူတို့သူတို့ရဲ့ဘာဘလို့အခက်ခဲကြောက်လဲတော့မသိဘူးပေါ့နော်သူတို့တုတ်တုတ်ဟိုမောင်းတဲ့အကိုကြီးတုတ်တုတ်စတက်စီးနဲ့သူတို့ဆိုင်ကိုရောက်လာတယ်ရောက်လာပြီးတော့ကြတော့အဲ့ဒီအမကြီးကဟိုထိုင်စားထိုင်ပြီးတော့သူတို့ဒီ order မှာတဲ့ရောက်30ထမင်းစားတော့ကျွန်တော်အနေနဲ့ကြတော့လေဒီတုတ်တုတ်စတက်တမားတွေကိုဆဆိုင်ကထမင်းမကြွေးကျင်တာမဟုတ်ဘူးနော်စတက်စီးစာမှာလူ17ယောက်ဆိုတော့ကျွန်တော်အနေနဲ့ကကြတော့လေဟော အမအမကျွန်တော်ကိုအော်ဒါမှာတော့ကအမ expert ကားနဲ့လာမယ်လို့ပြောတယ်အဲ့တော့ကျွန်တော်ကလူ၃ယောက်ပဲကျွန်တော်အမကိုကျွန်တော်ကဟို face ဟို free ကျွေးမယ်လို့ကျွန်တော်ပြန်ပြောတယ်အဲ့တော့ဒီတော်တော်သမားတွေ၁၁ယောက်ကိုကအမရဲ့ကျွန်တော်အနေနဲ့အမတို့ကိုလည်းကျွန်တော်ကဈေးလဲ short ပေးထားရတယ်ဒီတော့တော့ဆက်တယောက်ကိုလည်းကျွန်တော်ထမင်းကျွန်တော်ကျွေးရအောင်မယ်ဆိုရင်အမကျွန်တော်ဆိုင်းနေနဲ့ကြဘလို့မှအဆင်မပြေနိုင်ဘူးဆိုတော့အဲ့ဒီအမကနေပြီးတော့အဲအဲ့ဒါဆိုလို့ရှိရင်ငါမောင်လေးရဟိုတဝက်လောက်တော့အမရှင်းပေးမယ်တဝက်တော့ငါမောင် ရှင်းလိုက်ပါဆိုပြီးကျွန်တော်ကိုပြောတယ်အဲ့ဒါနဲ့ကျွန်တော်ကလည်းအော်ဟုတ်ကဲ့အဲ့ဒါဆိုရင်တော့ကျွန်တော်ဘက်ကအဆင်ပြေပါတယ်ခင်ဗျားဆိုပြီးတော့ကျွန်တော်အဲ့လိုကြွေးပေးလိုက်တဲ့ဟာတစ်ခုမှဒီကိုက ဒီလိုလာမှန်ထားတာပေါ့နော်ကျွန်တော်အနေနဲ့ကအခုကျွန်တော်ဆိုင်မှာဒီအဘထွက်ပွဲရောသတင်းကျွတ်တုံးရောအကုန်လုံးကျွန်တော်တို့သမားတွေကျွန်တော်ဆိုင်ကိုဟိုပေါ့နော်ဒီဧည့်သည်အားစားခြင်းလို့လိုက်ပို့သည်ဖြစ်စေဒါမှမဟုတ်ဟလာတို့တို့သမားတွေကပြဟာလာခဲ့လာခဲ့ပါခင်ဗျာဧည့်သည်တော်တွေဘယ်ဆိုင်ထမင်းဆိုင်ကောင်းလဲဆိုလို့ရှိရင်ဟာလာပါကျွန်တော်ဒီဦးကြီးဆိုင်လေးကောင်းပါတယ်ဆိုပြီးတော့ခေါ်လာတဲ့တို့တို့သမားတွေဖြစ်စေအဲ့လိုမှမဟုတ်ဘဲနဲ့ဒီတို့တို့ပေါ်တက်စီးတဲ့ဒီဟလာအဲ့ဒီဧည့်သည်တော်တွေကကိုယ်တိုင်ကိုယ်ကနေပြီးတော့ဟလာဟို ဦးစီးဆိုင်ကိုမောင်းပေးပါဆိုတော့လာမောင်းပြီးတော့ပို့ပေးတယ်တို့တို့သမားကြီးလည်းကျွန်တော်ဆိုင်ရနေကျွန်တော်ကထမင်း free အလကားကျွေးတာပါခင်ဗျဒီဒီကိုကြီးတို့ဒီတစ်ခေါက်ပါလာတဲ့ဟာတခုမှတော့ကျွန်တော်ဆိုင်အနေနဲ့ကျွန်တော်ကဟိုကျွန်တော်ကို order မှာတော့တခြားဟိုတကယ်တမ်းလက်တွေ့ရောက်လာတော့တခြားဖြစ်တဲ့အတွက်ဒီလိုမျိုး မျိုးပြဿနာမျိုးဖြစ်သွားတယ်လို့ကျွန်တော်ကမြင်ပါတယ်ခင်ဗျအဲ့ဒါကိုအဲ့ဒီဒီမန်းအကိုကြီးနားလဲသဘောပေါက်အောင်ကျွန်တော်ကဒါဗီဒီယိုနဲ့တကွာကျွန်တော်ကဒါဟိုရင်ရင်ကြည်ကြည်ဒါဟလာနားလဲသွားအောင်လို့ကျွန်တော်ကရှင်းပြပေးတာပါဘာလို့လဲဆိုတော့မန်းနဲ့မှာတရားတရားမန်းနေပြုတ်နေလို့ရှိရင်နားလဲမှုတွေကလွဲကုန်မှာစိုးလို့ဘာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ထမင်းဆိုင်ကကျွန်တော်တို့နေနေဟလာဟိုအဖက်ဖက်ကနေကျွန်တော်တို့ကဟို ကာယရောညာနာအာရောဟလာကျွန်တော်တို့လာအရင်းနီးရကျွန်တော်တို့လာအများကြီးအများကြီးကျွန်တော်တို့မှာရင်းထားပြီးတော့ကျွန်တော်တို့ဟလာဟိုကျွန်တော်တို့ဟိုလောက်ကိုင်းပြီးတော့ကျွန်တော်တို့ရောင်းချရတဲ့ဟာတခုမှဟိုဒီကျွန်တော်တို့နားလဲပေးစေချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဟိုတူတူကိုကိုပဲလေကျွန်တော်တို့လည်းဒီအားလုံးအဆင်ပြေအောင်လောက်ကိုင်းပေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒါအခုလိုမျိုး ီဒီယိုနဲ့တကွာဖြည့်ရှင်းမှအဆင်ပြေမယ်ထင်လို့ကျွန်တော်ဒါဖြည့်ရှင်းပေးလိုက်တာပါပြီးတော့ကျွန်တော်ဆိုင်ကိုဟိုလာစားတဲ့ဧည့်သည်တော်တွေမှာ guide တွေပါလာခဲ့လို့ရှိရင်လည်းကျွန်တော် guide တွေအတွက်ဧည့်သည်တော်တွေစီကကျွန်တော်ဆိုင်ပတ်သက်မယူဘဲနဲ့ကျွန်တော် free ကျွေးပေးပါတယ်ခင်ဗျ ပြီးရင်ကျွန်တော်အနေနဲ့ဟာလာအဲသူတို့ဒီဧည့်သည်လာပို့တဲ့အတွက်ကျွန်တော်ကတယောက်ကို900ကျပ်နှုန်းကျွန်တော်ပြန်ပေးပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ကျွန်တော်ဒီဧည့်သည်စီကနေပြီးတော့ကျွန်တော်ကဒီပတ်ဆက်ကိုကျွန်တော်ကဒီ guide အတွက်ကျွန်တော်ပတ်ဆက်ယူပြီးတော့ကျွန်တော်အဲ့လိုမျိုးဒီ guide တွေကိုပြန်ပေးတဲ့ system မျိုးကိုကျွန်တော်ကမလုပ်ပါဘူးဘာလို့လဲဆိုတော့ဟိုကျွန်တော်ကဒါဟိုလာစားတဲ့ဧည့်သည်တော်တွေအစဉ်ပြေဖို့အတွက်ဧည့်သည်တွေကနေခိုက်ပါလာလို့ရှိရင်ကျွန်တော် guide တွေကိုကျွန်တော်က ဓမဲအလကားကျုပ်ပေးပါတယ်အာနောက်ဆုံးသူတို့ရာသင်းရထိုက်တယ်ဟာလာအဲသူတို့တွေအတွက်ကျွန်တော်ကော်မရှင်လူတစ်ယောက်ကို900နှုန်းပြန်ပေးတဲ့ system လေးသုံးတယ်တို့ဆရာကြီးတွေဆိုလို့ရှိရင်ဓမဲစားမလားအေးတောက်မလားအဲကျွန်တော်မေးတယ်ရတဲ့ညီလေးမစားတော့ဘူးဆိုလို့ရှိရင်ကျွန်တော်ဘက်ကရန်လေးနေပါတယ်တကယ်လို့အာညီလေးဓမဲစားမယ်ဆိုလို့ရှိရင်တို့ဇမားကြီးတွေကြိုက်တဲ့အတိုင်းတပွဲကိုရွေးပါခင်ဗျကျွန်တော်ဓမဲအုပ်ချပေးတယ်ကျွန်တော်အရန်ဟင်းနဲ့အဆုံးချပေးတယ်ကျွန်တော်အဲ့လိုမျိုးရင်စင်အက်ခံပေးပါတယ်ဒါကျွန်တော်ဒါဟိုအားလုံးလည်းသဘောပေါက်သွားအောင် ကျွန်တော်ဗီဒီယိုနဲ့တကွပြန်လေးဖြည့်ရှင်းပေးတာပါအားလုံးကျေးဇူးတင်ပါတယ်လူသားချင်းချင်းမူတည်တာထားနိုင်ကြပါစီဗျာကျွန်တော်ဦးစီပါပကံမျိုးကထမင်းဆိုင်ဒီဇိုင်းမှာဒီဇိုင်းပိုင်ရှင်နဲ့ပေါ်တော့ဒီ customer ချားမှာနားလည်မှုတွေလွယ်သွားတဲ့အကြောင်းလေးကိုပြန်လည်ပြီးတော့ဖြည့်ရှင်းပြောကြလာတာပဲဖြစ်ဖြစ်ပါရဲ့ရှင်။မိတ်ဆွေတို့မျိုးလည်း recommend ပေးခဲ့လို့ရပါတယ်